ဲမင်္ဂလာပါเนาะကျွန်တော်တို့ခုကတွေ့တွေ့ပြီးมาတော့ကျွန်တော်တို့ဗောနော်ဒီဖုန်းထဲမှာဗော AI keyboard ကိုဘယ်လိုထည့်သွင်းမလဲဗောနော်အဲ AI keyboard ထည့်သွင်းပြီးရလို့ရှိရင်ဘယ်လိုမျိုးကြိုးကျစ်တွေရလဲဗောနော်ဘယ်လိုမျိုးအားသာချက်တွေရှိလဲဆိုတော့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဗောနော်ဒါကြောင့်ကျွန်တော်တို့ AI keyboard ဆိုလို့ရှိရင်ကျွန်တော်တို့က AI keyboard ထည့်မယ်ဆိုရင်တော့ကျွန်တော်တို့က AI software ဗောနော်ဒီမှာဗျအဲ Microsoft Office key ဆိုတာရှိရဗျာ AI software ကိုဘယ်လိုကျွန်တော် Play Store နဲ့ download လုပ်လို့ရတယ် download လို့ရှိရင်တော့ install တင်ဗောနော် ကျွန်တော်တို့ insert delimiter ဆိုတော့ကျွန်တော်ကတော့ခါရဲပဲကျွန်တော်ဝင်ပြမှာပေါ့နော်ကျွန်တော်သာသာထည့်မယ် language ထဲမှာပေါ့နော်အဲဒီမှာကျွန်တော်ဒီမှာကိုထားနေတဲ့ keyboard ထည့်ပေါ့နော်ကျွန်တော်က keyboard လေးရှိတယ်ပြီးလို့ရှိရင် microsoft office key ဆိုတော့ဂျင်မရောက်ပြီဆိုတော့ကျွန်တော် microsoft office key ကိုနှဲ့ပြန် okay နှဲ့ပြန်ဒါဆိုရင်ကျွန်တော် microsoft office key ကဘယ်လိုမျိုးသုံးမလဲဆိုတော့ကျွန်တော် messenger နဲ့တစ်ချက်ဝင်ကြည့်လိုက်မယ်ဗျာဝင်ပြီးလို့ရှိရင်ကျွန်တော်တို့က account ကိုကျွန်တော်စာဖို့ပေါ့နော်အဲဒီကောက်ကျွန်တော်စာဖို့ပေါ့ဒီမှာဗျ Microsoft Office ကြီးကဘာတွေသုံးဝင်လဲဆိုတော့ဗျာ ဒီမှာကျွန်တော်ပထမဦးဆုံး Microsoft Office key မှာအဲရေးရေးပါဆုံးအချက်ကပေါ့နော်အဲကျွန်တော်ဒီမှာဗျာ Microsoft အဲဒီမှာသူ့ local လေးတစ်ချက်နေတယ်မှာ chat ဆိုတဲ့ local လေးပေါ့နော် chat ဆိုတဲ့ local လေးမှာ set ဆိုတာရှိတယ်ဗျာအဲ့မှာမှာကျွန်တော်တို့က set bar မှာကျွန်တော်တခု cool ပို့ချင်တဲ့သူပေါ့ဗျာကျွန်တော်ဘာအကြောင်းပို့ချင်တယ်ဥပမာမြန်မာနိုင်ငံအကြောင်းပကံအကြောင်းပို့ချင်တာပေါ့နော်ပကံအကြောင်းပို့ချင်လို့ရှိရရှင်ပကံလို့ရိုက်ရှာကြည့်လိုက်ဗျာ အဲမြန်မာနိုင်ငံအကြောင်းမှာဘကန်အကြောင်းဘကန်တမိုင်းအကြောင်းပါအဲဆိုလို့ရှိရင်ကျွန်တော်ဘကန်တမိုင်းအကြောင်းကိုရိုက်ရှာလိုက်ရိုက်ရှာလိုက်ဆိုတော့ဒီမှာကပနက်ပုံများမှာ 3M ဖြစ်ပြီးရလိုင်းကိုတွင်တစ်ဖက်နိုင်တဲ့ဒီမှာပြသူမှာနော်အဲဘကန်ဖျားရဲ့ပတ်သက်တာရဲ့အကြောင်းအရာတွေပြီးလို့ရှိရင်တမိုင်းအကြောင်းတွေပေါ့နော်ပြီးလို့ရှိရင်ဒီမှာသူအကုန်လုံးမြန်မာနိုင်ငံဖျားရဲ့မှာပေါ့နော်အကုန်လုံးသူပြထားတယ်ပေါ့နော် ိုလိုချင်တဲ့ချက်လက်တွေအများကြီးရှိပေါ့ဗျာကိုကအခုမှကိုကတိချင်တဲ့အဲဆိုလို့ရှိရင်ဒီမှာတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှင်ပို့လိုက်ရင်ပေါ့ဒါမှမဟုတ်ဒီတိုင်းပို့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆန့်ဆိုလို့ရှိရင်ဆန့်ဆိုနှိပ်ပြလိုက်ပြီးရှင်ဒီမှာလင်းကြပါပြီနော်ဒီမှာဘင်း AI နဲ့ရှာပြီးတော့လင်းပါဗျာအဲ့မှာလင်းကြပါပြီအဲ့တော့ဟိုဘက်မှာကျွန်တော်ပုံကံဖျားတမန်ကြောင်ကြည့်ရှင်လို့ဆိုဒီမှာပေါ့ဗျာကျွန်တော်အကန့်လင်းနေတစ်ချက်နှိပ်လိုက်ရမှာပေါ့ဒါမှမဟုတ်ကျွန်တော်ကနောက်တစ်ခုပေါ့ဗျာအဲပုံကံဖျားတမန်ကြောင်မဟုတ်ဘူးねကျွန်တော်တို့ကအဲ့မှာတက်ပုံတွေပို့ခြင်းတော့ပေါ့ အဲဓာတ်ပုံပို့ရင်လည်းဆိုရင်အဲဆိုလို့ရှိရင်ပကံဖျားဓာတ်ပုံပို့ရင်လည်းဆိုရင်ပကံအဲဆလုံးမတေးနော်ကျွန်တော်ရိတ်ဆိုင်မရှိတော့ပကံဖျားပို့တူဆိုတော့ရှိပြအဲ့မှာတစ်ချက်နဲ့ပြအဲ့မှာသူကအများကြီးပဲပေါ့နော်ကိုပို့ရင်တဲ့ပုံတွေပို့ပေးလို့ရတယ်ပေါ့နော်ဒီမှာပြသူ email ထဲမှာဆို email ရော video ထဲမှာဆို video ပေါ့နော်အာကိုကြိုက်တဲ့လောက်ပေါ့နော်ကိုကြိုက်တာကိုရွေးပြီးတော့မှဆန်းဆိုဒါမှမဟုတ်ကိုကြိုက်တဲ့ဟာကိုပဲပို့ ရွေးပြီးတော့ဆန်းဆိုတာနှိပ်လို့ရတယ်ဒါမှမဟုတ်ပြန်တယ်ဒီသူ့ပဲလင်းပို့ပေးမယ်ဆိုလို့ရှိရင်လည်းဒီမှာဆန်းဆိုတာနှိပ်ပေါ့နော်ကိုကြိုက်တာတစ်ခုကိုရွေးပြီးမို့ပါဆိုရင်အဲ့ဒါတော့နှိပ်ပြီးတော့ဆန်းကိုပို့လိုက်ပေါ့နော်အားဆိုလို့ရှိရင်သူဒီမှာကြာပါပြီပေါ့နော်ဒါပကံဖျားပို့တူဆိုတော့ကြာပါပြီပေါ့ဗျာဒါတော့တစ်ခုပေါ့ဗျာပြီးနောက်တစ်ခုကကြတော့ကျွန်တော်အဲ့ပင်လုတ်ကိုလည်းချက်နေတုံးဆိုရရှိပြအဲ့တုံးတစ်ချက်နေတယ်ပေါ့နော်ကျွန်တော်အဲ့တုံးကပါလဲဆိုတော့ဗျာတုံးကကိုကညာဟိုစာတစ်ခုရရတော့မှာအဲ့စာကိုသူတို့ကဗျာအမျိုးမျိုးပြန်ရေးပေးတာပေါ့နော်ဥပမာနော် လည်း HW how how are you ဘောနော် how are you ပေါ့ကျွန်တော်ပို့လိုက်မယ်အဲ့ဒါကိုသူကဘလို့မြင်းမျိုးပေါ့ဗျာရင်ကြီးပြောရင်ဘလို့ပြောရလဲအဲတငယ်ချင်းစားနောက်ယူရင်ဘလို့ပြောရလဲအော်ကြီးစရာစကားပြောရင်ဘလို့ပြောရလဲနည်းနည်းမကြိုင်တဲ့စကားဆိုဘလို့ပြောရလဲအဲ့ဘောနော် how are you ဆိုရင်မှသူလည်းဆက်ဆက်တဲ့စကားလုံးသူကကြားပေးတာပေါ့ဗျာတဲ့ professional ဆိုဘလို့ပြောလဲပေါ့နော် career ဆိုဘယ်လိုပြောလဲဘာ app ဟောနော်အဲ့လိုပြောလို့ရရပေါ့နော်ပို့လိုက်ဆိုရရှင်ဘယ်လိုပြောလဲပေါ့အဲ့လို ဖန်နီဆိုလို့ရှိရင်ဘယ်လိုပြောရလဲအဲ့ဒါကိုကိုကတခုကိုကြိုက်တယ်ဆိုလို့ရှိရင်ပေါ့နော် SL နဲ့ပြလိုက်လို့ရှိရင်အဲပို့ပြလိုက်ပေါ့ဒါမှမဟုတ်အဲ့ဒါလောကကြိုက်တယ်ဆို copy ကူးပြီးတော့ copy ကူးပေါ့နော်ဒါမှမဟုတ်ဒီမှာ paste ပြန်လုပ်လိုက်ပေါ့နော် paste ပြန်လုပ်ပြီးတော့ပို့မယ်ဆိုတော့ရတယ်ပေါ့ဒါအဲခုနကလော copy ခုနကလောဆန်လောက်တာလားပို့ကောင်းတယ်ပေါ့နော်အဲ့ဒါကြတော့ဒါတုံးပေါ့နော်ပြီးလို့ရှိရင် compost မှာကြတော့ဗာလဲဆိုတော့ကျွန်တော်တို့က ဒီမှာပြကျွန်တော်တို့ compost မှာပါလဲဆိုကို meeting နေအစည်းအဝေးတွေပါလုံးမယ်ဆိုရှင်ပါကျွန်တော်တို့ကဟိုစပြောမဲ့ဇာတ်လုံးတွေကိုမရေးတတ်ဘူးမရေးတတ်ဘူးဆိုလို့ရှင်ကျွန်တော် AI ကိုရေးခိုင်းတာပေါ့နော်အာကျွန်တော်ကိုကကိုကခေါင်းစဉ်လေးခြာပြလိုက်ပေါ့နော်သူကဘယ်လိုပြောရမလဲပေါ့နော်အဲအဲ့လိုဆိုလို့ရှင်သူကပြောပြတာပေါ့ကိုကကျွန်တော်ကကိုပြောချင်တဲ့ဇာတ်လုံးလေးကိုကျွန်တော်ကခေါင်းစဉ်ပေါ့အများသားပြီနော်ခေါင်းစဉ်ရိုက်ခြာပြလိုက်ပေါ့နော်အလောက်ကိုတိုးတက်ဖို့ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့ဆိုရှင်သူကအဲ့ဒီမှာကျွန်တော်က professional ရေးမှာ career ရေးမှာလာပေါ့နော်သူအမျိုးမျိုးရှိတယ်ပေါ့နော်ပြီးတော့မှအဲ့ဒီမှာမှ gmail ရေးမှာ paragraph ရေးမှာ idea တွေတောင်းမှလာပေါ့နော်အမှအမျိုးမျိုးရှိတယ်ပြီးလို့ရှိရင်ဘယ်လောက်ရှိမှလဲ short လား medium လောင်းလားကျွန်တော်တို့က short လေးပဲအရင်ဆုံးလုပ်လိုက်မှာနော် short ဆို short ပေါ့ပြီးလို့ရှိရင်ကျွန်တော်ကအဲ့မှာ generate text ဆိုရှိတယ်ဒီလိုအဲ့ဒါနဲ့တူတူမှာသူပေးတဲ့အကြံဉာဏ်တွေအောက်မှာကြားလာရလို့ပေါ့နော် ကိုယ်ဒီကလေးအဲ့ဒါကိုနားမလည်ဘူးဆိုလို့ရှိရင်လည်းဘာမှမဖြစ်ဘူးပြကျွန်တော်တို့ကအဲ့ဒါကို copy ကူလို့ရှိရင်အဲ translate ထဲမှာကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ပေါ့နော်တို့အကျဉ်းပေးတာပေါ့နော်ကျွန်တော် short ဆိုတဲ့အတိုင်းသူကသူကနည်းနည်းလေးပဲပေါ့နော်သူကကြီးပေးတာပေါ့တကယ်မှသူကအောက်မှာပါသူကအဲ့ရဲ့ဆက်ဆက်မေးကုန်လေးသူကရေးပေးထားတယ်ပေါ့နော်အဲ့ဒါမှမဟုတ်ကိုကကိုနဲ့တိုက်ဆိုင်နေတဲ့ကြောင်ရှိထမေးလို့ရတာပေါ့နော်အဲ့တော့သူကထပ်ပြပြတယ်တကယ်တော့ကိုကတရားကိုကြိုက်တယ်ဆိုလို့ရှိရင်အောက်မှာ copy ဆိုတာရှိတယ်ပြန်နော်အဲ copy လေးတစ်ချက်နှိပ်လိုက် နေပြီးလို့ရှိရင်ဒီမှာခုနပို့ရင်းတဲ့ဒုတိယကိုဒါကျွန်တော်က paste လုပ်ပြီးတော့ပို့လိုက်ရမှာပေါ့နော်ဒါအဲဒါဆိုလို့ရှိရင်ဒါလွယ်တယ်ပေါ့နော်ချိန်ကုန်လည်းတက်တာတယ်ပေါ့နော်အဲအရာအရာလည်းတောင်းလို့ရတခါတယ်ပေါ့နော်ဟိုဟာဟိုဟိုဒီတီရဲ့တခါ software လည်းသွားစရာမလိုဘူးပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ check ဆိုတာရှိတယ်နော် check ကရောဘာလုပ်တာလဲပေါ့နော် check ကလည်းဘာလုပ်တာလဲဆိုလို့ရှိရင်ဒါမေးဖို့လိုတယ်ပေါ့နော်အဲကျွန်တော် check ကပါလဲဆိုတော့ပြန်ကျွန်တော်တို့သိရှိနေတယ်အဲ့လိုပေါ့နော်ပြန်ပေးလို့ရရပေါ့နော်ဒီမှာပြကျွန်တော်မျိုးပြန် ဲဒီထဲမှာမှကျွန်တော်အတန်နဲ့မေးမယ်ဆိုလို့ရှိရင်ရစပီကာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့မေးလို့ရရမယ် Do you know မြန်မာအဲ့ဒါလို့ရှိရင်ပြန်နော်သူကပြန်ဖြေရပါတော့အဲအဲကျွန်တော်သူမေးတယ်ပေါ့နော်သူပြန်ဖြေရရပါတော့အများကြီးတော့အဲကျွန်တော်မြန်မာအလန်တွေရောပေါ့နော်ဒါအသေးစိတ်ပဲဖျားပုံတွေရောနော်အဲအဲ့လိုမေးလို့ရရဲ့ ဒါအဲ့ဒါအတန်နဲ့မေးတာပေါ့နော်ဒါမှကျွန်တော်အတန်နဲ့မမေးချင်ဆိုင်ရပြီးမေးချင်တယ်ဆိုလို့ရှိရင် ပေါ့နော်ကျွန်တော်ကအဲ့ချက်တယ်ပြန်ဝင်တော့ပြန်ဝင်ပြီးလို့ရှိရင်ပြန်နေပြီးလို့ရှိရင်ကျွန်တော်ကပုံနေပေါ့အပုံကြည့်ရှင်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ပကံဖျားပုံပြပါလို့ကျွန်တော်ပြောလိုက်မယ်ဗျာမြန်မာလိုလေးသူကရေးလို့ရတယ်ဗျာဟဲ့ဒါအေးရမယ် ကံဖျားပုံပြတာအမြင်မလို့ကျွန်တော်ရေးကြည့်လိုက်မယ်နော်သူဘယ်လိုပြန်ရေးလဲဆိုရင်အလုံးကိုတဲ့အပါအတိုင်းဖြည့်ဆင်းနိုင်ပါပြီအဲသူပြောတယ်ဗောနော်ဖျားပုံအဲကျွန်တော်တန်းတောင်းလိုက်မယ်ဗျဖျားပုံနှစ်ပုံလို့တောင်းလိုက်မယ်နော်ဆိုင်တော့ခိုင်းတယ် ဲ့ရေးပြနော်ဖုံးပြင်းနေအဲဖုံးပြင်းနေတယ်ကိုကြက်တို့ရိုက်ချလို့ရရနော်ဖုံးပြင်းကျွန်တော်ရှာကြည့်တယ်အဲကျွန်တော်ကဗျာအဲဟိုဝင်ထားလို့ပေါ့ဗျာဒီမှာသူစိုင်းရုံခိုင်းတာအကောက်ဖွင့်ခိုင်းတာနော်ဖုံးပြင်းနေချင်းကသဘောတရားများနေလက်တွေ့ကြည့်ကြလို့ဆန်တယ်ဗျအောက်ပါတဲ့ကြောင်းရောဖြစ်ပါတယ်တဲ့အမှသူအကောလုံးပေါ့နော်ကိုမေးချင်တာမေးလို့ရတယ်ပေါ့ဗျာဒီမှာချက်ထဲမှာဆိုအဲအမှသူအဲ့လိုရှိရင်ကျွန်တော်သူတို့အမှအတုံးဝင်တယ်ဗျာဒီမှာ ယူယူအောက်တွေကစသူခါတဲ့ပို့ဝေးရတယ်ပေါ့နော်။မှလည်းခါတယ်ပြီးလို့ရှိရင် तू ဆက်ဆက်မေးကုန်းတွေပဲ तू အောက်မှာခါရဲခြာရတယ်။ပြီးလို့ရှိရင်ဗျာကိုအဒီကမှလည်းကိုသိချင်တာမေးလို့ရတယ်ပုံတွေပါလေဆွဲခိုင်းလို့ရတယ်အကုန်ပေါ့နော်။ပြီးလို့ရှိရင်ခုနလိုပါလိုပါတုံးထဲရလို့ပဲ तू ကဟိုမြန်မာနိုင်ငံအကြောင်းစုံနဲ့ပုဂံဖျားအကြောင်းစုံပုဂံဖျားအကြောင်းအကုန်အဆအဆမေးလို့ရတယ်ပေါ့နော်။ဒါတော်တော်အသုံးဝင်တယ်လို့ပြောမှာပဲ။ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုပေါ့နော်။အင်ဗိုဂျီရတော့เนาะဒီမှာကိုကြိုက်တဲ့ဒီက emoji ပဲ UDM ပဲပေါ့เนาะဆက်လက် keyboard တွေလိုပဲ ဒါပို့လို့ရရပါတော့နော်ပြီးလို့ရှိရင် gift gift ကကြာသူပေးထားတဲ့ kit တွေဒီဒီ gift တွေပို့လို့ရရပါဒါမှမဟုတ်ကိုကိုကြိုက်တဲ့ဟိုရှာပြီးတော့လေကြိုက်ရပို့လို့ရပါတော့ဥမာ HE ရော hello ပေါ့အာရှာလိုက်မှာပေါ့အဲရာယူဟယ်လိုဟောင်းအယူပေါ့နော်အဲတက်လာပြီအဲ့ဒါလေးကိုကဒီလိုနှုတ်မယ်ပို့လိုက်ရရင်နှိမ့်တယ်နေခါရတန်းပို့ရပေါ့နော် အခါတန်းဖို့ရပါဗျာအပြင်နောက်တစ်ခုပေါ့နောက်ခွဲဆိုတော့ translator ပေါ့ဗျာอืม translator ပေါ့ဗျာ translator ကိုကဗာ english in english ဟာအရှိပါနော်အာနေကောင်းလားဆိုရပြီပေါ့နော်အဲ့ဒါခါကျပို့မယ်ဆိုရင်စောင့်ဟိုဒီခါကျနှိပ်ပဲလို့နော် ကိုကမြန်မာလူကြီးရောဟိုအင်္ဂလိပ်ဆိုပို့ချင်တယ်ဆိုလို့ရှိရင်ကွာဒီရလို့မြန်မာလူကြီးပဲเนาะဟမ်ဘာလို့နေလဲပေါ့เนาะဟမ်ဘာလို့နေတော့ what do you do ပေါ့အာဘာလို့နေဆိုရင်မာသူအမလို့ပို့တယ်ဒါအင်္ဂလိပ်လို့ပို့တယ်ပေါ့ဗျာအမစမ်းပို့ပေးလိုက်ပေါ့အဲဆက်နေပြီးရှားပြီပေါ့ဗျာ ဟိုကဈာကီးဘုတ်လည်းအများကြီးထည့်ပြောင်းလို့ရတယ်ပေါ့နော်ဟိုရန်ကျွန်တော်စတေကာထဲမှာရှိတယ်ပေါ့နော်စတေကာထဲမှာဆိုလို့ရှိရင်ဒါကျွန်တော်ကိုကြိုက်တဲ့ဟာလေးပေါ့နော်ဒေါင်းပြီးတော့အာဒေါင်းလုပ်ရတယ်ပေါ့နော်ဒီမှာဒေါင်းမယ်ဒေါင်းပြီးတော့ဗျာအာပို့လို့ရတယ်ပေါ့နော်ခြေမှာကြည့်ပြီးတော့ ါဘောဟဲ့ create create email ဘောနဲ့ email create လုပ်လို့ရဆိုအဲဒီမှာပဲတခါလဲစာသားရေးလို့ရတယ်ဗောနော edit ခါလဲ state ကလေး edit လုပ်လို့ရတယ်ဗောနော်ခါလဲလို့ရှင်ပို့ပြလိုက်လို့ရတယ်အဲခုရှိတယ်ဗောနော်ဒီဒီမှာကိုကြတဲ့ပုံစံလေးအပုံလေးလိုင်းမကောင်းလို့ဗောနော်ကိုကြတဲ့အပုံလေးတွေရှိတယ်ဗျအဲ့မှာ ခါတောင်းပြီးတော့ခါတပို့လို့ရတယ်ပေါ့နော်ဗျာဒီဘက်ကမှာဒီမိုချီလေးပေါ့ဗျာအင်းဆန်အဲလိုလေအဲလိုလေအထာကြီးကြလေးပို့လို့တော့ရတယ်ပေါ့ဗျာဘွားရောက်လေးဆိုဘွားရောက်လေးပေါ့ပြောရှင်ဒီဘက်တစ်ခုက create and AI နဲ့ပေါ့နော်ကျွန်တော်တော့ AI နဲ့ပုံဆွဲခိုင်းတယ်ပေါ့နော် AI နဲ့ကိုစာရေးပြီးတော့ကျွန်တော်ကိုကြတဲ့ပုံစံပုံစံပုံစံအောင်ဆွဲခိုင်းတယ်ပေါ့ဗျာအင်းတော့အဲ သူက Microsoft နဲ့ပေါ့နော် Microsoft နဲ့အကောင့်ဝင်ပြရတယ်ဗျ Perfect key အဲဆိုရင် Microsoft အကောင့်ရှိရင် Microsoft အကောင့်နဲ့ဆိုင်းဝင်ပြပေါ့နော်ကြားရပြန်နော်ကျွန်တော်ပြင်ဆောက်လိုက်တော့ တကယ်တော့ကိုရပြီဆိုလို့ရှိရင်နော်ပေးလို့ပြီးတော့ဆန်လောက်လဲလို့ရှိရင်တော့ရတယ်ပေါ့နော်အပေါ်ထွက်လာပြီဆိုလို့ရှိရင်ကောနော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲတခုချန်တယ်ပေါ့နော်တရားအဲဒါလည်းတူတူပဲပေါ့ဗျာကိုရဲတဲ့ကိုရဲတဲ့ပုံပေါ့နော်ကိုရဲတဲ့စာတော့အပေါ်ဖြစ်ပြောင်းမှာပေါ့နော်ဒါတူတူပဲပေါ့ဗျာ ျွန်တော်က Microsoft account မဖွင့်ရတယ်လို့မရဘူးเนาะဟုတ် Microsoft account ဗန်နဲ့ login မခိုင်းရပါဗျာကိုရရကိုတကယ်လို့ပုံပေါ်လာပြီဆိုရင်ကိုချက်နဲ့မီးပေါ်နှဲ့နှဲ့ပြီးလို့ရှိရင် paste လုပ်ပြီးတော့ send လုပ်လဲရတယ်ပေါ့ဗျာကိုတုံးတဲ့ version ပေါ်ဒီပြန်နေအနေနဲ့ပြောင်းလဲမှုရှိတာပေါ့ဗျာဒါရှင်ကျွန်တော်အဲတော်လေးတွေတော့ပြန်နှဲ့မယ်เนาะ ဆက်လေး30ပဲပြန်နေအဲကျွန်တော်တင်ပါပါဗျာကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်ဒီ iPhone အထက်ပဲပြန်ဝင်ပါဦးနော်ပြီးလို့ရှိရင်ဒီမှာပါရရှိတယ်ဆိုလို့ရှိရင်အဲကြာဆိုလို့ရှိရင် chain chain တမ်းဆိုတာ now ကိုကိုကြိုက်တဲ့ပုံစံလေးထားလိုက်ရအမဲအောင်လေးပဲထားမလားဖဲအောင်ထားမလားဒီအောင်ထားမလားဆိုဒီအောင်ပြီး download လုပ်ပေးလိုက်ဒါမှမဟုတ် Microsoft account ဝင်ရရပေါ့နော်ကျွန်တော်ဝင်ရတယ်လို့ပေါ့ Microsoft account ဝင် download လုပ်ရရပေါ့နော်ပြီးလို့ရှိရင် iPad ပြန်နေမယ် iPad လေးပဲပြန်နေမယ် ဟုတ်ပြန်ရှိသေးတယ်ပေါ့နော်တော်မပြီးသေးဘူးပေါ့တော်ပြီးလို့ရှိရင်ဒီမှာကအဲဘယ်လိုပုံစံထားမှာလဲကိုကြတဲ့ပုံစံအသေးကြီးလက်ထားလို့ရတယ်ပြီးလို့ရှိရင်အဲအဲ့နောက်မှာပေါ့ဗျာကိုရဲ့ပုံပုံထားလို့ရတယ်အဲနော်ပုံကိုကပုံပုံထားမှာပေါ့ဒီပုံထားမှာဆိုအဲ့ပုံနှိပ်ပြီးလဲနှိပ်ပြီးလို့ရှိရင်အဲကိုကြရဲ့အကြီးသေးပေါ့နော် ပုံတွေရဲ့နေရာလေးပဲချချပြီးလို့ရှိရင်အလေးအမှားပေါ့အဲ love love ချပြီး လို့ရှင် down နေပြီလေအမိစေးပေါ့နော်အဲဆိုလို့ရှင် keyboard ထဲမှာကိုပုံပေါ်ပြီဗျာအဲထားနေနေကြာပါပြီဗျာပြီးရင် i back နေပြီပြီးလို့ရှင်အာကိုတိချင်တဲ့အရာတွေပေါ့ဒီထဲမှာအဲကိုတိချင်တဲ့အရာတွေပေါ့ဗျာကိုတိချင်တဲ့အရာတွေဒီထဲမှာလိုက်ပြီးတော့ကြည့်လို့ရတယ်လို့ဗျာ ီ Microsoft ရဲ့အကြောင်းတွေပေါ့အဲ့ထဲမှာရေးထားရပဲရှိတယ်ပေါ့နော်ဒီ keyboard ရဲ့အကြောင်းတွေပေါ့ပြီးရင်ဒီဟာတစ်ခုကျတော့ဒါလေးကျတော့ဟိုမရပါဘူးနော်ကြည့်ရတယ်ပြီးရင်တင်းထဲမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ဟောပြပြလေးပြန်ထားလို့ရတယ်ဒီကရဝင်လို့ရရပါတော့ ပြီးရင်ရှင်မိုက်ကိုမိုက်လက်တော့ပြုလိုက်ရမိုက်ကလေးတွေပါရရှိတယ်ပေါ့နော်ညမှာလို့လို့ရပြန်ပြင်လို့ရတယ်ပေါ့ပြီးရင်ကျွန်တော်အဲ့ဒါပြန်မလဲပြလို့ရှင်ပြီး size ဆိုတာရှိတယ်အဲ့ကျွန်တော်ကျွန်တော်တို့ keyboard ရဲ့အရွယ်စားပေါ့နော်ကိုကိုကြိုက်တဲ့ block block ဒါမဲ့လောက်ပဲထားမယ်လောက်ပဲထားမယ်ပြလို့ရှင်ကိုကြိုက်ရပြီဆို okay ထားလိုက်ပေါ့ဗျာအဲ့ဆိုလို့ရှင်ရရပြီပေါ့ပြလို့ရှင်ဒါကျတော့ခုနလိုပဲပေါ့နော်နောက်ကပုံပေါ့ ပြီးရင်အာမုခဒါကြတော့အဲကိုဘလိုပုံစံလေးထားမှာဒီလိုပုံစံထားမှာလားဗောနော်ဒါမှ flow ပေါ့အဲ့လိုထားမှာလားဒါမှနှစ်ချမ်းခွဲထားမှာလားဒါကိုကြတဲ့ပုံစံပေါ့နော်အဲမှာကြတော့အဲ့လိုရတယ်ပေါ့ဗျပြီးရင်နောက်တစ်ခုနောက်ခုကကြတော့ပါရှိတယ်ဆိုတော့ emoji ပေါ့ emoji ဒါတော့ခုနအပုံလေးပါပါပါပြီပေါ့နော်အဲပြောကြမှာတော့ editor editor ဒါတော့ကျွန်တော်ခုနတုံးတဲ့ editor ဒါကျတော့ဟိုပြောမှာဆိုဗျာ Microsoft account ဝင်ထားလို့ရှိရင်တော့အကြတုံးလို့ရတာပေါ့နော်ကျွန်တော် Microsoft account ဝင်ထားတော့တုံးပြရပေါ့ဒါ၄ရောက်၄ရောက်ကျတော့အမြန်မာမြန်မာစာထည့်တုံးမလားပြီးလို့ရှိရင်နောက်ထပ်ဘာသာစကားကြီးပဲထည့်ထည့်ရတယ်ပေါ့နော်ဘယ်နဲ့ဘာသာထည့်မလဲကိုကြတဲ့ဘာသာကထည့်ပြီးတော့တုံးလို့ရတယ်နော်အများကြီးအများကြီးထည့်တုံးလို့ရတယ်ကိုရီးယားရဲ့ကိုရီးယားချန်ထိုင်းစာဆိုထိုင်းစာပေါ့လို့အချိန်တုံးတုံးပြီးတော့ထည့်လို့ရပေါ့နော်ခေါင်းကြတော့တုံးပြရပေါ့ ာဘယ်လိုဆိုလို့ရှိရင်တော့ပြည့်စုံပြီးထင်ပါရည်ဗျာเนาะအဲဆိုလို့ရှိရင်အဲဒီမှာဆိုလို့ရှိရင်ဒီ Microsoft Office key မှာဆိုလို့ရှိရင်တော့ပြရပြီကျွန်တော်တို့တွေအချိန်ကိုလည်းကုန်တာပို့ပြီးတော့တက်တာစေးတယ်ပေါ့ဗျာကျွန်တော်ဆိုလို့ဒီမှာအဲတူကြတော့ဗျာကိုနှိပ်ဒီအားကြတော့ကိုနှိပ်လိုက်တဲ့ဟာတန်းဟောနော်ကိုကဥမာဗျာ and ဆိုရှင်ဒီမှာဆိုအဲ့လိုတခြားတစ်ခုလုံးပေါ်သွားတယ်ပေါ့နော်ဆိုရှင်၃ခုဆိုလို့ရှင်၃ခုပေါ့အဲ့လို တခါတည်းသူပေါ်သွားတယ်မြန်မာစာဆိုတော့မြန်မာစာပေါ့နော်ကိုလက်လက်နဲ့ဆွဲလက်နဲ့ဆွဲလိုက်ရတခါတည်းရတယ်ပေါ့လက်နဲ့ဆွဲတာ ਨੇ တခါတည်းသူအဲ့လက်ကိုအတန်းမှာပေါ်သွားသလောက်ဟာကိုသူကအမှခါတည်းစာစာထဲမှာပေါ်ပေးတယ်ပေါ့နော်ဒီမှာဆိုရှင်ပြကျွန်တော်ဆွဲလိုက်မယ်ဆိုရင်ဟာသူအဲ့ရနဲ့နှီးစရာပေါ့အဲ့တခါသူပေါ်ပေးတယ်ပေါ့နော်စာလုံးပေါင်းလို့ရအောင်လားဒါကြောင့်အမြင်နီးပေါ့ဗျာအမြင်ရိုက်လို့ရအောင်ထည့်ပေးထားတာပေါ့ဗျာအားလုံးချစ်စစ်တင်ပါတယ်ဗျာလောက်ပါပဲနောက်ပြီးတော့ပြန်တွေ့ကြမယ်